မိသားစုအတွက်ဥဆောင်နေရသူဖြစ်တာကြောင့်အငိတ်မင်းသမီးဝတ်ဆောင်ဝတ်ပြီးဒီဂျင်းနဲ့ကရာကိုနားလဲဘေးစေလို့တဲ့အငိတ်မင်းသမီးချောလေးခိုင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချုပ်ဆလိုက်ပါတယ်အငိတ်မင်းသမီးတချို့ကပွဲတွေမှာတောင်းရောက်ဖြောပြေနေရင်းနဲ့အငိတ်မင်းသမီးဝတ်ဆောင်ကိုဝတ်ပြီးဒီဂျေရီနဲ့ကနေတာကိုဒီအပိုင်းမှာတော့မင်းသမီးကြီးဂျားလေးစင်ကသတိပေးလာခဲ့တာပေါင်းအငိတ်မင်းသမီးဝတ်ဆောင်ကိုဝတ်ဆင်ပြီးတော့ဒီဂျင်းနဲ့ကနေသူတွေထက်မှာပျော်ပွဲကအငိတ်မင်းသမီးချောလေးခိုင်နဲ့ပေါင်းဝင်ပါတယ် ချောလေးခိုင်ဟာအဝါရောက်ညိတ်မင်းသမီးဝတ်ဆောင်ကိုဝတ်ပြီးဒဏ္ဍန်တန်သချင်းနဲ့ပွဲတစ်ခုမှကနေခဲ့တာပေါ့ဆိုင်ဝမ်ကြီးကိုနောက်ခံထားပြီးတော့ညိတ်မင်းသမီးဝတ်ဆောင်နဲ့ကနေတဲ့ချောလေးခိုင်ပြင် အခြားမင်းသမီးနှစ်ယောက်ကိုလည်းဂျားလေးစင်က3 base ကပြောခဲ့ပါတယ်အလှပွဲတွေမှာဖိတ်တဲ့အခါညိတ်မင်းသမီးတွေကပရိသတ်တွေရဲ့အလိုကိုလိုက်ပြီးကပြတာကိုဂျားလေးစင်ကမြင်ပြီးတဲ့နောက်ညရဲ့ကြောက်ရတဲ့အထိကိုစိတ်ထိခိုက်သွားခဲ့ရပါတယ် အငိမ့်မင်းသမီးတွေကဒီဝစ်ဆောင်ကိုဝစ်လိုက်တာနဲ့လိုင်းနိုင်ရမယ့်စီကန်းတွေလည်းရှိပြသားဖြစ်တဲ့ပြင်ကပြတဲ့အချိန်မှာခြေတလုံးသားပေါ်အောင်မကန့်ရဘူးလို့ရှေးကအငိမ့်မင်းသမီးကြီးတွေကဆုံးမကြပါတဲ့ခြေတလုံးမပေါ်အောင်ကဖို့အတွက်တမတ်တဲ့အနေနဲ့ကလနာကိုတပ်ပေးထားတာဖြစ်ပေမဲ့လည်းတချို့မင်းသမီးတွေကတော့ကလနာကိုခမချိတ်ပြီး DJ တွေနဲ့ကကြပါတယ်အငိမ့်မင်းသမီးဝစ်ဆောင်ကိုဝစ်ပြီးအနောက်တိုင်းကတွေနဲ့ကပြတာကမသိတော်တဲ့အတွက်သပင်လောကမှာတမတ်ချက်ကိုချိုးဖောက်တာကသပင်နုပညာရဝန်းကိုဆော့ကားလိုက်တာနဲ့အတူတူပဲဖြစ်ကြောင်းခစ်ပေါ်အကရိကိုက ချချင်းရင်ကလပ်သွားပြီးကကြပါမြမညိတ်စင်ပွားကိုတက်မလာကြပါနဲ့ဆိုပြီးတခါနဲ့ဆုံးမလိုက်ပါတယ်ဒါပေမဲ့မင်းသမီးအငယ်လေးတွေက DJ ရင်းနဲ့ကနေတာဟာခနာကိုပေါ်လွင်တာမဟုတ်လို့တင့်တော်ရင်ဆိုပြီးလက်ခံနေသူတွေလည်းရှိပါတယ် အမေသားက3 base ကပြောလာပြီးတဲ့အချိန်မှာကလနာကိုခမချိတ်ပြီးကမိတဲ့အငိတ်မင်းသမီးချောလေးခိုင်ကတောင်းမလာခဲ့ပါတယ်။ချောလေးခိုင်ဟာအငိတ်ကတာနှစ်နှစ်ပဲရှိသေးပြီးအနုပညာကိုချစ်မြတ်နိုးတာကြောင့်တပင်လောကတွေကိုဝင်ရောက်လာခဲ့တဲ့သူပေါင်းတချို့တွေကချောလေးခိုင်ကိုအရေးယူပြီးကပြခွင့်ပေးရမယ်လို့ပြောလာခဲ့လို့ချောလေးခိုင်ရဲ့အမေကငိုနေပါတယ်။ ချောင်းလေးခိုင်ဟာအငိတ်မင်းသမီးဝတ်ဆောင်ကိုဝတ်ပြီးဒီချိန်နဲ့မကတဲ့ကြောင့်မသိလိုက်လို့ကမိသွားတာဖြစ်ပြီးသူ့ကိုဒီတစ်ချိန်မှာတော့ခွန့်လွတ်ပေးဖို့တောင်းဆိုထားပါတယ်။ချောင်းလေးခိုင်ရဲ့အဖေကကွယ်လွန်သွားပြီဖြစ်ကအသက်ကြီးတဲ့အမေနဲ့ညီမလေးကိုအငိတ်ကပြီးတော့လှုပ်ကျွေးနေရတာပါ။ အရင်စီပွားရေးအခြေအနေကလည်းမကောင်းတာကြောင့်ငွေရှာမဲ့သူကချောလေးခိုင်တယောက်ထဲသာရှိပါတယ်။အငိမ့်ကောက်ကွင်းသာပိတ်သွားမယ်ဆိုရင်သူတို့မိသားစုအတွက်အဆင်မပြေနိုင်တာကြောင့်ချောလေးခိုင်ကတော့ဒေါမန့်စ်ကပြောလာခဲ့တာပါ။ချောလေးခိုင်ကအလှပွဲမှာဒီဂျင်နဲ့ကဖို့အတွက်အလှရှင်နဲ့ breather တွေကတောင်းဆိုတာကြောင့်ကပေးလိုက်တာဖြစ်ပါတယ်။တနက်တန်းတချင်းကအလှပွဲတွေမှာခက်ဆားနေပြီးအခြားသောအငိမ့်မင်းသမီးတွေလည်းကကြပါတယ်။ချောလေးခိုင်ကတပင်လောကရဲ့အကြောင်းတွေကိုလည်းနားမလည်သေးတာကြောင့်ကလိုက်မိပြီးဘလောက်ထိဖြစ်သွားမယ်လို့မထင်ထားပဲနောင်တတွေလည်းရောက်နေပါတယ်။ ချောလေးခိုင်ကောင်ပရိသတ်တွေတောင်းဆိုတဲ့အချိန်မှာကလိုက်ရတာဖြစ်ပြီးအဝေးလဲချိန်လဲမရလိုက်တော့ပါဘူး။ဒါကြောင့်အငိတ်မင်းသမီးဝစ်ဆောင်ကိုဝီလျံနဲ့ပဲကပြလိုက်ရပါတော့တယ်။အခုတော့သူ့ရဲ့မြို့နယ်ကသပင်အစည်းအုံးကလည်းသတိပေးထားတဲ့အပြင်ချောလေးဆိုင်ကလည်းလူသိရှင်ကြားဆုံးမထားတဲ့အတွက်ချောလေးခိုင်နဲ့အငိတ်မင်းသမီးဝစ်ဆောင်ဝစ်ပြီးဒီဂျေနဲ့မကမဲ့အကြောင်းကြေပေးထားပါတယ်။အငိတ်မင်းသမီးဝစ်ဆောင်ကိုဝစ်ပြီးဒီဂျေနဲ့ကမိတာကမသိနားမလဲလို့ပါဆိုပြီးတော့ပြန်လဲဖြေရှင်းလာတဲ့ချောလေးခိုင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် က် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။